တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဟိုးလွန်ခဲ့တဲ့6လကတည်းကကျွန်တော်ထုတ်ပြောဖို့စဉ်းစားနေတဲ့အကြောင်းအရာတစ်ခုကို အခု GNDF 2ဦးစီချုပ်ကိုမာဝေက ထုတ်ပြောလာတာကိုကြိုဆိုပါတယ်ဒါကရဲဘော်တို့မဖြေနဲ့တတိမလုံနဲ့တတိတတိမပေးမိစေနဲ့တတိခေါင်းစဉ်နဲ့အချမ်းဖက်စစ်ကောင်စီလွတ်ထားတဲ့ဒလန်တရှူကိစ္စကိုတတိပေးထားတာဖြစ်ပါတယ် ဆရာမဝေးရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမပြောခင်မှာဘောမတာဇန်နောင်းမှာတင်ဆက်တဲ့ဗီဒီယိုတတော်များများမှာက comment မပွင့်တာကိုတတိထားမိမှာပါမိသူမစိုးလွတ်လပ်စွာ comment ရေးခွင့်ပေးထားပါတယ်ဒါပေမဲ့ကျွန်တော်ဘက်က public မြင်ခွင့်ရဖို့ approve ပေးမှမြင်သွေးရပါမယ်ဘာကြောင့်ကျွန်တော်ဘက်ကအခုလိုလုပ်ရလဲဆိုတော့ဘောမတာဇန်တွေအုပ်စုလိုက်လာပြီးမှဟောင်းလေးရှိတာရေ NUG ကို found to တရားနဲ့ third party အတုအယောင် စကားစတချို့ဒလန်တွေ comment မှာလေတော်လံပြည်သူတွေဝေဝါအောင် လာပြီးမှ comment လာရေးလက်ရှိတာမို့လို့ပါဦးလိုက်ဝင်းဆိုရင်သူ့ live မှာအဲ့လိုစကားစတချို့ဒလန်တွေ comment တက်လာတာနဲ့တန်းပြီးမှ block ချလေရှိပါတယ်သူ့အတွက်က live လွင့်နေတော့မှာအဲ့ဒလန်တွေ block ရတာအဆင်ပြေပေမဲ့လေကျွန်တော်ဘက်ကဗီဒီယိုပဲတင်ဆက်ရတာဖြစ်တာကြောင့် S6 ခွေးဘောမတဆန်းနေကျွန်တော်ဗီဒီယိုတင်ဆက်ပြီးနိုင်တော်ကြာမှာ comment လာရေးလေးရှိတော့လေကျွန်တော်လည်းနေ့တိုင်း line မတက်နိုင်ဘူးဆိုတော့လေအဲ့ဒါကြောင့်ကျွန်တော် approve ပေးမှ comment တွင် အများတကားပေါ့နော် public မြင်သွေးခွင့်မရတာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်အခုလို video တင်ဆက်တာက view ရှာတယ်ငွေရှာတယ်အဲ့လိုပေါ့နော်ဒီစကားစဘောမှတဇန်တွင်ကဆွဆွဲကြတယ် view ရှာတာကတော့ဝန်ခံတယ်ဗျ view ရမှကျွန်တော်ပေးချင်တဲ့ message လူအများစီမှာရောက်မှာလေငွေရှာတာကတော့ရည်ချင်တယ်ဗျ ကျွန်တော်တပတ်နေဗီဒီယိုတပုတ်အနိုင်နိုင်ကြိုးစားတင်ဆက်ရတာဗျကဲကဲကျွန်တော်ပေးချင်တဲ့ message ကိုဆက်ကြရအောင်ပါခင်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာကတော့စကားစဒလန်လုံးမှုကြောင့်ပရမဆုံးကိုချင်းမီနဲ့ကိုဇေယသော ပုံခိုရာတိုက်ခန့်အထိတည်င်း၌ဖန်စီခံရပြီးအချိန်အဟုန်အရန်ပြင်းထန်တဲ့ကျွန်တော်ရဲ့ရန်ကုန်မြောက် UG တော်လိုင်းရေးကိုဥစွာပထမဖြိုခွင်းခံခဲ့ရတယ်။ကိုဂျီမီနဲ့ကိုဇေယျတော်ကိုဒလန်လုတ်ပေးတာက နာမင်ကြီးတည်င်းပီရီယာဌာနတစ်ခုကတည်င်းထောက်ဖြစ်တယ်။ကိုဂျီမီနဲ့ကိုဇေယျတော်ဖန်ဆီးခံရပြီးမှ ယူဂျီလူငယ်အုပ်စုဘက်ကတံပြန်ကလဲစားချီခဲ့ကြတယ်။ဆက်လက်အားကောင်းတဲ့ယူဂျီတော်လိုင်းရေးအဖွဲ့ကိုချီမုံဖို့စစ်ကောင်စီဘက်ကအစီအစဉ်နှစ်ခု plan နှစ်ခုရည်ဆွဲခဲ့ကြတယ် ပထမ plan က UG အဖွဲ့ကိုထောက်ပံ့ပေးမယ်တည်င်းနိုင်မယ်ပြီးရင်ခြေမုံတုတ်တင်မယ်ဒုတိယ plan က UG အတုအယောင်ဖွဲ့စည်းမယ်ထောက်ပံ့တဲ့တော်လံပြည်သူတွေကိုဖမ်းဆီးမယ်တပ်ဖြတ်ပြများဒီ plan နှစ်ခုအသက်ဝင်ဖို့ Facebook account အတုအယောင် profile တွေနဲ့ UG အဖွဲ့အစစ်အမှန်တွေကို အလွန်ငွေကောက်ခံပြီးတော့မရှင်ကြမလို့ဘူးလိန်စားနေကြတယ်ဆိုပြမှဖွာကြတယ်အဲ account တွေကလည်း ဒီမိုပရိုဖိုင်ပုံတွင် အမေစု ပုံတွင်ဒေါင်းဒစိတ်ပုံတွင်ကိုဇေယျသောကိုချင်းမီပုံတွင်အန်ယူဂျီအစိုးရရဲ့ဓပုံတွင်တင်မဲပြီးရင်ရေးထားတဲ့တည်င်းတွင်ဟာဝမ်းသာလို့ရပြီပြို့ဟော အမဘာဘူးခံလိုက်ရပြီပြီးသူအောင်ပွဲ လက်တကမ်းမှာအစသဖြင့်ပေါ်ပြလူဘိန်းကြိုက် status တွင်နဲ့ follow အောင်များအောင်တည်င်းကိုတင်ကြတယ်အဲ့လိုနဲ့ follower များလာပြီဆိုရင် သူတို့ဖွဲ့စည်းထားတဲ့ UG အတုအယောင် Facebook account တွေ Facebook page တွေကိုတခါတရံပေါ့နော်သူတို့က share တယ်အမှတော်လံပြည်သူတို့ကလေ ရောင်ရောင်ဝါဝါနဲ့ဆက်သွယ်မိပြီးမှသူတို့ဖမ်းတယ် UG တွေကိုလည်းထောင်ဖမ်းတယ်လို့တော်လံပြည်သူတွေကိုလည်းသူတို့အဲ့လိုထောင်ဖမ်းတယ်ဖမ်းစည်းကြတယ်ခြေမုံကြတယ်အဲ့ ဲ့လို UG အတူအရာဝင်နော် Facebook account နဲ့ page တွင် app ဖွဲ့တွင်ကိုတော်လံပြည်သူဘက်ကတတိထားမိလာပြီဆိုရင်သူတို့ကယူချင်အောင်ဆောင်ပြီးမှအဲ့ UG page ကိုစကားစဘက်က hack လိုက်ပါပြီသူတို့လက်ထဲပါသွားပါပြီလမ်းကျုပ်ဇလန်းတွင်ဆင်မယ်ဆင်တယ်စင်မဲမို့စင်တယ်အဲ့လိုမဖုံးမဖိနိုင်အောင်အဖို့ခံလိုက်ရပြီဆိုရင်တော့အဲ့လိုဒီမိုပေါ့နော်ကတူအယောင် account နဲ့ page တွင်ကိုနာမည်ပြောင်းရင်ပြောင်း မပြောင်းရင်တော့ account page ကိုတို့ကဖျက်ပစ်ကြတာဗျအဲ့မှာမဦးမလဲတော်လန်ပြီးသူတချို့ကဘယ်သူကိုအဖေခေါ်ရမှန်းမသိဖြစ်ပြီးမှဘယ် UG အဖွဲ့အစည်းကိုမှ ထောက်ပံ့မပေးရကြတော့ဘူးအဖမ်းခံရမှကြောက်လို့ဗျအေးအဖမ်းခံရယုံတင်ဆိုရင်တော့တော်သေးတယ်ဗျမသေးမရှင်းနှိမ့်ဆက်ခံရတာကိုဗျအခု KNDF ဒုဦးစည်းချုပ်ကိုမာဝေတရိပ်ပေးထားတဲ့ရဲဘော်တို့မဖြစ်နဲ့တတိမလုံနဲ့တတိ တတိမပေးမေးစေနဲ့တတိအကြောင်းအရာကိုဖတ်ပြပြီးရင်ပေါ့နော်စစ်ကိုစစ်နဲ့တူအောင်တကယ်တိုက်နေတဲ့ local pdf တွင် အပေါ်မှာစကားစနဲ့ ng lobby တချို့ရဲ့အနိုင်ကျင့်မှု ng lobby ဆိုတဲ့အထက်မှာစကားစထည့်သွင်းထားတဲ့ဒလန်နေပြနော်သူတို့ရဲ့အနိုင်ကျင့်မှုတွင်ကိုကျွန်တော် speak out လုတ်ပေးချင်သေးတယ်ဗျကဲအရင်ဆုံး candf2 uzi ချုပ်ကိုမာဝဲတရိပ်ပေးထားတဲ့အကြောင်းအရာကိုကျွန်တော် ဖတ်ပြပါမယ်ရန်သူဟာရန်သူရောင်ဆောင်တတ်တယ်ငါတို့ကိုဝတ်ဆုံဖို့ပေးမယ်ထမင်းဖို့ပေးမယ်လူရာလေးရင်အတွက်နဲတယ်များတယ်ပန့်ဖို့ပေးမယ်တကယ်စိတ်ရင်းနဲ့ပေးတဲ့တော်လန်အချိုးကိုပဲကြီးတဲ့သူရင်ရှိတယ်လို့အချိုးကရန်သူပါအဲ့လိုပန့်ဖို့ပေးပြီးအပီးအပိုင်းငါတို့ကိုဝယ်ထားတယ်လို့လှုပ်သွားမယ်မင်းတို့ငါတို့ကိုတူပေးထားတော့သူတည်င်းတွေမေးမယ်လက်နဲ့ကြီးဘယ်မှာကြလေရင်ဘယ်မှာကျဲ ဘယ်နှယောက်သေးစသဖြင့်သူတို့လုံရက်ကိုပြန်ထောက်လန်းတာအဲ့တော့မင်းတို့ငါတို့ကလည်းကိုကိုပန့်ပိုးနေတဲ့သူပဲဆိုပြီးအကုန်ဖြစ်အဲ့နားမှာဘယ်လိုကြီးနေတာဘယ်တက်ရင်ရှိတာဘယ်အဖွဲနဲ့နီးတာဘုံကြတာမိသား90လောက်မိသား100လောက်ကြော်သွားလို့ဘာညာအဲ့မှာတရင်ပေါက်ပြီးရန်သူကတိသွားပြီးနောက်တစ်ခါတိုက်ခိုက်ရောထပ်ပြီးထိခိုက်ကြရော ထောက်ရဲဘော်တွေတရေရှိပါ ကိုတက်ရင်ကရှစ်တန်းသွားရမယ်မိုးကာလေဖနက်လေလို့တော့လူရင်ကို လိုက်အကူနေတောင်းမိမိတက်ရင်က လူဘယ်နှယောက်ဘယ်တော့ဘယ်မှာစစ်သွားတိုက်ရမာမလို့ဘာလို့လို့ညာလို့လို့အဲ့မှာတရင်က ပေါက်တချို့ကလာလိမ့်မယ်ရှစ်တန်းဘယ်နေရာအတွက်ဟင်းလေးလူချင်းလို့ထမင်းကျွေးချင်းလို့လူအိုးကြီးဘလောက်ရှိလဲဆိုပြီးမင်းတို့ငါတို့ကလည်းရှစ်မှာထမင်းဟင်းမကောင်းတော့ဝမ်းသာပြီးဘယ်နေရာရှစ်တန်းမှာတော့လူဘယ်နှယောက်ရှိတယ် နွားတကောင်မှလောက်မှဝက်တကောင်မှလောက်မှဆိုပြီးလုတ်အမှသတင်းကပေါက်အချို့ဆိုစားနေတဲ့ဓပုံတောင်တောင်းလိုက်မယ်မင်းတို့ငါတို့ဟာကုရဲဘော်ထိခိုက်တဲ့အခါကြတဲ့အခါဝန်းနေပြီးပုံတွင်တင်စားရင်တင်ရန်သူကဝန်းနေချင်အောင်ပြီးဘယ်နှယောက်ကြသွားလဲထိသွားလဲမေးမင်းတို့ငါတို့ကဖြစ်အမှမူတည်ပြီးရှိတန်းရန်သူကတန်ပြန်လှုပ်ရှားငါတို့လှုပ်နေတာရင်လိုတလောက်ခရေးမရောက်အဲ့လိုရင်ဖြစ် ရန်သူဟာတိမ်ပေါင်းများစွာတုံးနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာမမေ့နဲ့သူကသတင်းရဖို့မင်းတို့ငါတို့ကိုတိမ်50လဲလူနိုင်တယ်တိမ်900လဲပေးနိုင်တယ်မင်းတို့ငါတို့ကကိုကိုစေကနန်းပေးလိုက်တာနဲ့တော်တော်ရှင်းရှင်းနေနေလှုပ်ကြတယ်တအားကိုခင်ပလိုက်တယ်အချို့ဆိုအရာရာရင်တိုင်းအဲ့လူရင်ကိုပြောပြတိုင်ပြင်ချဖြစ်ကုန်တယ်အဲ့လိုနဲ့ရန်သူကမင်းတို့ငါတို့ကိုဝယ်သွားပြီ ဘလောက်များများပန့်ပိုးထားတဲ့သူမလုဆိုပြီးငါတို့ကဘာမှပြောစာမလိုဘူးတကယ်လူထုတီးတင့်တီးထိုက်တာဆိုရင်နည်းနည်းပဲဖြစ်ဖြစ်ဘာမှမပန့်ပိုးပေးသူရင်ပဲဖြစ်ဖြစ်အသိပေးရမှာပဲပြောပြရမှာပဲအဲ့တော့မေးသူရင်ကောဖြေသူရင်ကောတရေရှိကြပါကိုပါဇက်ကြောင့်ကိုလုရက်ကြောင့်တရင်တွေမပေါက်ပါစေနဲ့တော်လန်ရေးကိုမထိခိုက်ပါစေနဲ့အပေါ်မှာရေးထားတာတွင်က အမှန်တကယ် တော်လန်စိတ်ရင်ရှိကြသူတွင်ကို မဆိုလိုပါဘူးတကယ်ဆိုအမှန်တော်လန်ထောက်ပံ့နေတဲ့သူတွင်တောင်စီအစင်စင်နဲ့ပြောတင်တဲ့လောက်ပဲပြတင်တဲ့လောက်ပဲပြောရပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတိုက်ပွဲကမပြီးသေးဘူးလိုင်းပေါ်မှာကိုပစ်နေတဲ့ဗီဒီယိုတွင် ကိုနေတဲ့နေရာတွင် TikTok ဆော့တာတွင် ကိုဘယ်လိုစားနေရအိတ်နေရတာတွင်ကိုတင်တာတွင်တရေရှိပါ ရန်သူကဓာရင်ကိုလိုက်ကြည့်ပြီးဒီနေရာကိုဘယ်လိုတိုက်ရင်ရရဲဘယ်ဘုံနဲ့ကျဲမပြိုမယ်လူဘယ်နှယောက်နဲ့ထိုးမရမယ်ဆိုတာမျိုးပြန်တွက်ချက်နိုင်ပါတယ်တချို့နာမည်ရထားပြီးသားရန်သူကလည်းစောင့်ကြည့်နေတဲ့သူတချို့ဆိုပူပြီးတတိထားရပါမယ်ပော့ပော့လေးမဟုတ်ဘူးခမည်းကမြေပြင်မှာကောလိုင်းပေါ်မှာကောလူတွင်လူတွင်ရိတ်စားမိနေတဲ့သူတယောက်ဆိုပါတော့ပြီးတော့တိုက်ပွဲတိုင်းပါ အရေးကြီးအခမ်းအနား event တွင်လဲခဏခဏရောက်ဆိုရင် ကိုအသွာလာကိုလိုင်းပေါ်မတင်ပါနဲ့အရှိအမွတ်တောင်မတင်ပါနဲ့ရန်သူဟာအဲ့ဒါရင်အပေါ်လိုက်ပြီးတရင် သုံးသက်ချက်တွင် လုတ်သွားနိုင်လို့ပါကျွန်တော်တို့အားလုံးကိုကိုကိုတောင်မသိပဲရန်သူတရင်ပေးတွင်မဖြစ်ဘူးကျွန်တော်တင်ပြတာရင် လုံးမိနေရပ်ပေးပါဆင်ခြင်ပေးပါလို့ရေးထားပါတယ်ကဲဒါက KNDF ဒူဦးစီချုပ်ကိုမာဝေတရိပ်ပေးထားတဲ့အကြောင်းအရာပါ local pdf တွင်အပေါ်မှာစကားစားရဲ့ထိုးစစ်တင်မကဘူးဗျ NUG lobby တချို့ပြောရမလားပြောရမလားဆိုတာပြောရမယ်စစ်ကောင်စီထဲ့သွင်းထားတဲ့ဒလန်တစ်ဖြစ်လဲ NUG lobby တွင်ပေါ့ဗျာ NUG ရဲ့ MOD အောက်မှာမဝင် local pdf တွင်ကိုထောက်ပံ့မပေးနိုင်ဆိုပြီးမှသူတို့ရဲ့ဆယ်လီဖြစ်မှု follower in အားနဲ့တိုက်ခိုက်ကြတယ်အင်အားနဲ့အောင်တွန်းချကြတယ် MOD တည်ဆောက်ဖို့ညှိနှိုင်းတဲ့အခါမှာအဆင်မပြေဖြစ်အောင်ဂျာတဲ့ကနေခြေခလုတ်ထိုးခဲ့ကြတယ်။ဒါကြောင့် local PDF တွေ MOD out ချိတ်ဆက်ဖို့အဆင်မပြေဖြစ်သွားခဲ့ကြရတယ်။စကားစကိုတွန်းလှန်ဖို့လေအလူငွေကောက်ခံချိန်မှာ S စကားစဒလန် NUG lobby အတူအယောင်တချို့ကတချို့ရဲ့ရိုက်ချမှုကြောင့်ပေါ့နော်။ဒေါ်လန်ဘီသူတွေရဲ့ boycott ခံရပြန်တယ်။အဲ့ချိန်မှာ local PDF တွင်ရဲ့ အခက်ကအစကားစရဲ့အချက်ဖြစ်လာတယ်စကားစဘက်က UG အပွဲစီရင်ကို ထောက်ပံ့ပေးတည်နေခြေမုံတုတ်တင်တဲ့ဗျူဟာနဲ့အခုဆိုရင် logger pdf အဖွဲအစည်းကလည်းမိအေးနှခါနာရတဲ့အဖြစ်ကိုခါစီခံကြရပါတယ် logger pdf တွင်အဓိကခြေမုံနေလားဆိုရင် ng နဲ့လက်သွဲတဲ့ရေဘလူပါမချန်စစ်ရာဇဝတ်မှုနဲ့အမေရိကမှာတရားစွဲဖို့ စကားစဒလန်ပြပရအဖွဲ့စည်းတချို့ကအင်တိုင်းအားတိုင်းနဲ့ logger pdf ngg အောက်က pdf တွေပတောင်းလုံးနေမျိုးစုံနဲ့အချင်းညိုပြအောင်အင်အားချိနေအောင် စကားစဘက်က အတွင်းစီအပြင်စီနဲ့ဖြိုခွင်းနေပါပြီအဲ့နေရာမှာကျွန်တော်ပြောမှန်ရေဘလူးကိုကျွန်တော်ထောက်ခံပါတယ်အဲ့လောက်ရက်ဆက်ရုပ်မာတဲ့စစ်ကောင်စီရဲ့လှုပ်ရက်ကိုငါတို့ကပန်းနဲ့ပြန်ပောက်ပေးရမှာလား ကျွန်တော်တို့ခမားတို့ပြောနေကြတဲ့လူအခွင့်အရေးတန်းသူနေမြရေးဆိုတာကအမှန်ပြောရရင်ဒီမိုကရေစီဘိုးအေနိုင်ငံတွေကလည်းသူတို့ကိုစန့်ကျင်တဲ့တစ်ဖက်သောရန်သူကိုပြင်းပါတယ်ပြင်းပါတယ်လှုပ်ပါတယ်ပါကိုက်ရင်တော့နားပြန်ကိုက်ရမှာပါတော်လိုင်းရေးကိုတော်လိုင်းနဲ့တူအောင်ကျွန်တော်စစ်တိုက်ရပါမယ်ထောက်တိုင်ကိုကျွန်တော်ဖြုတ်ရပါမယ် ဒါကြောင့်ကျွန်တော်ရေးဘလို့ကိုထောက်ခံပါတယ်။ကဲဒါကကျွန်တော်ပြောပြပေးခြင်းနဲ့တော်လန်ရေးကောက်ချောင်းတစိတ်တစောင်းပဲရှိပါသေးတယ်ဗျ။တော်လန်ပြည်သူများမိတ်ဆွေစစ်နဲ့မိတ်ဆွေသူ့ကိုခွဲခြားနိုင်ဖို့ကြိုးစားကြပါခင်ဗျာ။အိတ်ချင်ဟန်ဆောင်တော်သူဒီနူရခဲ့ဤတဲ့။တော်လန်ပြည်သူများကိုစိတ်နှပြချမ်းမှရှင်လန်းနိုင်ကြပါစေခင်ဗျာ။